Mix Universe နောက်ကတိုင်း Miss Universe အဲမစ်ချနာအနေနဲ့ပါဝင်ရှင်ပြိုင်မှုတယ်လေနော်အရင်ကကချင်ကိုစားပြုမှုတယ်ဆိုတော့2014လောက်ကပေါ့ ဆိုတော့ကိုယ့်ရဲ့ဒီအနုပညာ life career life တဲကိုစပြီးတော့တွန်းပို့ခဲ့တဲ့ state ကဒီ Miss Universe state ဆင်ဖြစ်ခဲ့တယ်ဆိုတော့ကိုယ့်လူတွေစပြီးတော့တတိထားမိခဲ့တဲ့ state ဆင်လို့ပြောလို့ရတာပေါ့ဆိုတော့ဟုတ် စရာတင်ယူစရာစီနီယာတွေအများကြီးရှိတယ်ပြီးတော့အာဘယ်လိုပြောမလဲအလပဆိုင်ရာပဲဖြစ်ဖြစ်ခွဲစိတ်မလားပြုတ်ပြင်မလားအလပသွားလုံးမလားမြေကြီးလုံးမလားအကုန်လုံးလို့ရတဲ့ခစ်ကြီးထဲမှာမွေးဖွားလာတော့သူတို့ကလူဖြစ်ရတာကံကောင်းတာပေါ့နော်ကိုရီတုန်းကကျတော့နည်းနည်းလေးဟိုဘယ်လိုပြောမလဲအာ ရှေးနည်းနည်းရှေးကြသေးရလို့ပြောရမလားမသိဘူး swim wear နဲ့ swim suit accommodation နဲ့ကိုရီးယားနိုင်ငံလုံးအဲ့လိုမျိုးအဲ live stream ပြီးပြခဲ့တဲ့အချိန်မှာနိုင်ငံလုံးဆဲတာခံရတာမျိုးသိရမလားအဲ့လိုမျိုးလေးတွေတိုက်ခိုက်ဝေဖန်တာတွေပို့ပြီးတော့ကြမ်းခဲ့တယ်ဒီဒီ kick လေးနဲ့မတူဘူး ဘတ်မစ်ချီနာအညီမငယ်လေးကကျတော့နော်ရိုကိုတိုင်မစ်ချီနာကနေကချင်ပြည်နယ်ကိုစားပြုအနေနဲ့အာနော်ကလည်းအဲ့ပွဲမှာ judge တူအနေနဲ့ပါဝင်ထားတဲ့အချိန်ကျတော့ရွေးထုတ်ထားတဲ့ကိုယ့်ရဲ့ညီမငယ်လေးပေါ့ကိုယ့်ရဲ့ကချင်ပြည်နယ်ကိုစားပြုလေးကိုလာအားပေးရင်းနဲ့ channel contestant လေးတွေကိုလည်းလာအားပေးတာပါရှင်။ဟုတ်အဲ့လို2014တုန်းကနော်ပြိုင်ခဲတုန်းက2014တုန်းကလေဆိုတော့ ဆယ်စုနှစ်တခုကျော်သွားပြီပေါ့နော်ဆယ်နှစ်ကျော်သွားပြီဆိုတော့သတိရပါတယ်။နည်းနည်းသူတို့တွေ့တော့ပြန်ငယ်ခြင်းနဲ့စိတ်ကလေးတော့ပြန်ဖြစ်တယ်။ဟုတ်အဓိကကျတော့ကိုရီခစ်တုံးကလွန်ခဲ့တဲ့၁၀နှစ်ကျော်တုန်းကကျတော့မျက်စိပွင့်နားပွင့်သိမ့်မရှိသေးဘူးပြီးတော့အသိပညာဗဟုသုတလေ့လာစရာတွေသင်ယူစရာတွေဒီ social networking ကကျတော့ဒီလောက်မကျေပြန့်သေးတဲ့အချိန်ကျတော့ဒီဘက်ခစ်ကကလေးတွေကအများကြီးကံကောင်းတယ်အဲမော်အဲမော်အဲတုန်းကကျတော့၁၀စုနှစ်ကျော်တုန်းကကျတော့အရန်ကြီးဒီလောက်ထိလူတွေက မစ္စတိုဘာလို့ဆိုအသိပညာဘ ഹു တုတာပွင့်လင်းမြင်တာမှုတိတ်မရှိသေးတော့လေအခုတော့နည်းနည်းဆဲတဲ့လူတွေလည်းအဲ့လိုနည်းနည်းလေးဘယ်လိုပြောမလဲအဲရေခွန်ထူသွားတဲ့ဖြစ်ပါလိမ့်မယ်သူတို့လည်းနည်းနည်းမြင်နေကြနည်းနည်း used to ဖြစ်လာတော့လေတိတ်ပြီးမပြောကြတော့ဘူးအဓိကတော့ modeling career life ကိုမရောက်ခင်မှာတော့ပထမဆုံး Miss Universe ကိုရန်ကုန်ဆက်ဆက်ရောက်ခြင်းမှာပထမဆုံးပြိုင်ပွဲအနေနဲ့စပြိုင်ဖြစ်တာအဲအဲ့တော့ကျတော့ငယ်သေးတဲ့ချိန်ကျတော့ဒီအမှုပညာလမ်းကြောင်း ထဲကိုဘလို့ဝင်ရမှလည်းမသိဘူးပြီးတော့ကိုကိုရိုင်းကဘာဖြစ်ချင်မှလည်းမသိခဲ့သေးဘူးအဲ့ချိန်မှာ Miss Universe ကနော်ရဲ့ပထမဆုံးခြေလှမ်းပေါ့ဆိုတော့ပထမဆုံးခြေလှမ်းလှမ်းလိုက်တဲ့အချိန်မှာဒီပြိုင်ပွဲကိုပြိုင်ပြီးတော့နော်ကအဲ့မှာ Miss Huawei ဆိုတဲ့တိုက်တဆုလေးတစ်ခုရတယ်အဲ့မှာလူစားသိတယ်နောက်ပိုင်းမှာကိုကိုရိုင်က Miss Tech ကို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 အဲ model တယောက်အနေနဲ့ပို့ပြီးတော့ခံယူလာတယ် catwalk ပိုင်းလမ်းလျှောက်တာကအစားကိုရဲ့ movement နေကိုရဲ့ style ကိုဖြစ်ချင်တာဘာလဲဆိုတာ ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့ Miss Universe uh, platform ပြီးတာနဲ့နော်လေးက လုံးဝကို career life ကို changes လုပ်လိုက်တာကိုကိုကို runway model ဘက်ကိုသွားမယ်ဆိုပြီးတော့ changes လုပ်နိုင်ခဲ့တယ်ဟုတ်အဓိကလူကလေကိုကိုကိုတိဖို့အရေးကြီးတယ်ကိုကဘာဖြစ်ချင်တာလဲဆိုတာတက်ကိုနဲ့ ဘယ်အရာကပိုပြီးတင့်တော်တာလဲဆိုတာကိုကိုကိုစမ်းစစ်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ချိန်မှာနော်ကိုကိုကိုမေးတယ်ငါကဘာဖြစ်ချင်တာလဲအဲငါကဘယ် platform ကိုရွေးရမှာလဲဆိုတာကိုရွေးလိုက်တဲ့အချိန်မှာကိုနဲ့ပိုလိုက်ဖက်မယ်ထင်တဲ့ကိုပိုပြီးတော့ passionate ဖြစ်တဲ့ဒီ modeling career life ကိုရွေးချယ်လိုက်တာပေါ့နော်မန်ကန်တယ်လို့လည်းထင်တာပါပဲဟုတ်အာအခုကကြတော့ကိုယ့်ရဲ့ဒီ modeling career life တွေကတဖြည်းဖြည်းနဲ့တော့နည်းနည်းအာပါလာတာပေါ့နော်ပါလာတယ်ဆိုတာကတော့ကိုယ်တိုင်ကလည်းအပြင်အဲခဏတုန်းကအရင် interview တွေဖြေတယ်လို့ပဲအပြင်လုပ င်ငန်းတွေလုပ်တယ်အဲကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်စီးပွားရှာတဲ့လုပ်ငန်းလေးတွေလုပ်တယ်အဲဆိုတော့ modeling ဒီ career ကိုအကျတော့ full time ကြီးလောက်တာမျိုးမဟုတ်တော့ဘဲနဲ့ part time အနေနဲ့ပေါ့တခါတလေတခါတလေတခါတလေလောက်မှပဲကိုအားရင် အားတလို့အချိန်ပေးနိုင်ပေးနိုင်တယ်လို့လောက်ပဲလုတ်ဖြစ်တော့တာအဲ့လိုမျိုးပေါ့အခုရပိုင်းတွေအခုဒီတလနလအတွင်းမှာတော့ခက်ဆိတ်ဆိတ်လေးထပ်မြင်ရမယ်ထင်ပါတယ်အသက်အရွယ်အပိုင်းခြားတစ်ခုရောက်လာတဲ့အချိန်မှာတော့ကိုယ်ပိုင်စီးပွားရေးလေးနဲ့အဲကိုယ်ပါနဲ့ကိုအခြေတကျဖြစ်ဖို့တိတ်အရေးကြီးရယ်လေနော်ဆိုတော့ဒီကိုယ့်ရဲ့ဒီဝါဒနာပါတဲ့အလုပ်ကိုကကြတော့ကိုငယ်တဲ့အချိန်မှာ7နှစ်ကျော်လောက် ကိုပေးဆက်ခဲ့ပြီးပြီးကိုအဝ show တွေဆိုလဲ runway show တွေဆိုလဲအများကြီးရှောက်ခဲ့ပြီးပြီးအပွဲလည်းအများကြီးတက်ခဲ့ပြီးပြီး fashion editorial တွေအရိုက်ကူးရေးတွေလည်းအများကြီးလုပ်ခဲ့ပြီးပြီးဆိုတော့အဲဒါနဲ့လည်းဝလာပြီပေါ့နော်ဆိုတော့အဲကို အဲစီပွားရေးဘက်ကိုလည်းအလုပ်လုပ်မယ်တခါလေးကြရင်ကိုအားတဲ့ချိန်ကျရင်လည်းအနုပညာအလုပ်လေးတွေပြန်လုပ်တာပေါ့ဟုတ်နည်းနည်းပို့ပြီးတည်ငြိမ်လာတယ်ပို့ပြီးရင့်ကျက်လာတယ်အလုပ်လုပ်တာကအစပို့ပြီးတော့အတိကျလာတယ်ပေါ့ပြီးတော့လူတွေနဲ့ communicate လုပ်တာပဲဖြစ်ဖြစ်အရင်ငယ်ငယ်တုန်းကလိုနည်းနည်းအဲအဲပြုတ်နည်းနည်းပြုတ်စာပြင်းတောင်းလေးတော့တိတ်မဖြစ်တော့ဘူးပေါ့နော်စကားလေးကြီးလည်းနည်းနည်းထိမ့်ပြောတတ်လာတယ်ဒါလေးကတော့နည်းနည်းအခုဒီနှစ်ပိုင်းအခြားတွေမှာပို့ပြီးတိတာလာတာပေါ့ဟုတ်အခုချိန်ထိလည်းတယောက်တည်းပါပဲမယူသေးပါဘူးမယူသေးပါဘူးယူမဲ့လူမရှိသေးဘူးအဲ အာကိုကစဉ်းစားတိုင်းမရဘူးလေကိုတဘောကလုံးစဉ်းစားမဲ့လူပေါ်လာမှကိုကယူလို့ရမှာလေကိုကကိုက main ကလေးလေသိရမလား main ကလေးဆိုတော့တဘောကလုံးစဉ်းစားခြင်းနဲ့တူရှိမှကိုကယူလို့ရမှာကိုကြောက်တဲ့စဉ်းစားရင်စိတ်ကူးနဲ့စိတ်ကူးနဲ့ယူနေလို့မရဘူးစိတ်ကူးရင်ပြီးယူတွေ့ရမယ့်အရွယ်လေးတွေကကုံသွားပြီဆိုတော့ခုချိန်မှာကိုစီပွားရေးတွေလုပ်တယ်ကိုအတွက်နောက်တစ်ချိန်ကျရင်ကိုတယောက်တည်းဖြစ်နေဖြစ်မယ်အပြူကြီးဖြစ်ပြီးတော့ ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းလေးအဲဘယ်လိုပြောမလဲကိုပိုင်စီးပွားရေးလေးနဲ့အေးအေးချမ်းချမ်းလေးနေချင်တယ်အိမ်တော်မပြုတ်ဖြစ်ခဲ့ရင်ပေါ့နော်ပြုတ်ဖြစ်ခဲ့ရင်တော့လည်းမပြောတတ်ဘူးပေါ့ဒါကံကြမ္မာနဲ့ဆိုင်တယ်ဟုတ်